တကုံမြောက်ပိုင်းမြို့နယ်မှာစိတ်ကြွဆေးပြားနဲ့အတူဖမ်းဆီးရမိတဲ့အငှားရင်မောက်တူအားဖမ်းဆီးစစ်ဆေးရမှာဆေးပြား600ကျော်ထပ်မံ၍ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ဒီဇင်ဘာ29ရက်နေ့သတင်းထုတ်ပြန်ကြေညာသိရပါဗျာ။ ဖြစ်စဉ်မှာဒီဇင်ဘာ29ရက်နေ့ည7:00နာရီခန့်ကဒဂုံမြောက်မြို့မှာရဲစခန်းမှာတာဝန်ရှိသူများဟာဒဂုံမြောက်မြို့နဲ့29ရက်ကဘေးရန်အောင်လမ်းမပေါ်မှာရင်ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ်မယန်းကုန်းမြို့နယ်ရှင်မောင်းတအူမောင်းနယ်လာတဲ့ Pro Box အငားရေပေါ်မှာစိတ်ကြွယူသူဆေးပြား18ပြားနဲ့ပတ်စံအိတ်တစ်လုံးလက်ကင်ဖုံးတစ်လုံးနဲ့ဝေဆက်ကူအချို့ကိုတွဲရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရပါဗျ။ အဲ့ဒီလိုတိမ့်ဆဲရမိတာကြောင့်အဲ့ဒီအငှားရမောင်ဖြစ်သူကိုတကုံမြောက်မြို့မှာရဲစခန်းမှာမွေးရင်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေပုံမှာ15မြင်းဆောင်16ခိုင်ငယ်နဲ့အမှုဖွင့်ခဲ့တယ်လို့သိရပါဗျ။ဆလဘီအဲ့ဒ ရိတ်ရှင်မောင်းဖြစ်သူကိုဆက်လက်စစ်ဆေးရာဖမ်းဆီးရမိတဲ့စိတ်ကြွစေပြများမှာဆန်ရှိခေါ်နေဝင်းထံမှဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများကဒီဇင်ဘာ28ရက်နေ့နနက်9နာရီခန့်မှာဆန်ရှိခေါ်နေဝင်းကိုဖမ်းဆီးစဉ်စိတ်ကြွယူသူစေပြ22ပြားတွေ့ရှိခဲ့တဲ့ဖြင့်ဒဂုံစိတ်ကမ်းမြို့မှရဲစခန်းမှမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါများဆိုင်ရာဥပဒေပုံမှာ15မြင်းဆောင်16ကားကြီးဖြင့်အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။အခုလိုဖမ်းဆီးရမိခဲ့တဲ့ဆန်ရှိခေါ်နေဝင်းကို ဆက်လက်စစ်ဆေးရမှာသူနေထိုင်တဲ့သင်္ကန်းစုံမြို့နယ်ရှိနေမှာစိတ်ချစေးပြား683များကိုထပ်မံဖမ်းဆီးရမိကြတာကြောင့်ဆန်ရှိခေါ်နေဝင်းကိုသင်္ကန်းစုံမြို့မှာရဲစခန်းမှာမှုရစ်စေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါများဆိုင်ရာဥပဒေပုံမှာ15မြင်းဆောင်16ကာကြီးဖြင့်ထပ်မံအမှုဖွင့်အရေးယူထားကြောင်းတရေထုတ်ပြန်ချက်အရသိရပါတယ်။